တိုင်းငင်းနေစုပြင်းနေဒီနေ့အစားပြီးတော့အေဒီဗန်သက်ဆုံးယူမိကြပေါင်းနိုင်ပါစီသာသမီတွေလည်းအများကြီးရပါစီပျော်စရာကောင်းတဲ့အိမ်ဆောင်လေးခုလည်းတစ်သက်ဆုံး ဒီဆောင်နိုင်ပါစေလို့မရက်ဆုတောင်းပေးပါရယ်အခုနောက်မှာရှေးဆက်မခီမှာလူကောင်းသူကောင်းတွေပြင်ကိုရဲ့အချိုးလူလာတူတွေနဲ့လည်းအများကြီးတွေ့ပါစေဟိုအောင်မင်းအောင်ပါနာပါစေကြကြမှာပြောရွှင်နဲ့အဲတဒမီးလည်းအများကြီးထုံကားပါစေလို့ဆုတောင်းပေးပါရယ်မဆူပြရလဲအဲ့လိုအေးအေးလေးအကိုကလည်းအဲ့လိုပြုံး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 လေးနဲ့ပဲလေအရင်အမြဲပဲပွဲမဆူတွေ့တိုင်းကွာပြုံး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 နဲ့ချစ်ဖို့လဲကောင်းတယ်နေအောင်စလုံးကအရင်လဲလိုက်တယ်လို့မြင်တယ်အဓိကအဲ့လိုအရင်ကိုလိုက်နေတာပေါ့နော်အဲ့လိုအမအတွက်ကလည်းအကိုကအရင်လိုက်နေလို့ကို့ တော့လည်းမဆိုပြအရင် like နဲ့လို့ဖြစ်တယ်။ဒီကောစက်ချမ်းလာတယ်စက်ချမ်းလာဆိုတော့ဒီဦးတင်းကောပေါ့ကောင်းနေတယ်။ဒီတင်းကောသူတို့လည်းကိုယ်တည်းဟိုလုတ်ပြီးခြင်းနဲ့သူအဓိကသူဖြစ်ခြင်းနဲ့ပုံစံသူဖြစ်ခြင်းနဲ့ပုံစံကိုသူလုတ်ပြီးတယ်လုတ်ပြီးနိုင်တဲ့တိုင်းတာကလည်းအဲတစ်ထပ်တည်းကြားတယ်လို့ဒီစားတော့သူတို့နေရာကကြတော့ကျွန်တော်တငယ်ချင်းလည်းဖြစ်တယ်ဗောနော်ခင်လာလည်းကြားလာပြီဆိုတော့ဟိုဟိုကလည်း အဲသူတို့ကြီးရတာဟိုအခုဆိုရင်ရုပ်ရှင်ကားလေးကြီးရတယ်လို့ပေါ့အခုဆိုရင်သူကဇက်ပေါင်းခန်းရောက်သွားပြီပေါ့နော်ဇက်ပေါင်းပြီးတော့အဲနောက်လည်းမြင်ချင်ပါတယ်ဒီလိုပွဲတွေမှာလည်းထပ်ပြီးတော့အတွဲနဲ့ထပ်မြင်ရပုံမြင်ရမှာပေါ့အရင်တော့တယောက်ချင်းခွဲတွေ့တယ်ဆိုတခါလေးလည်းတွဲပြီးတွေ့တယ်ပေါ့နော်နောက်ဆိုရင်တော့အတွဲလေးနဲ့ပြီးတော့မှအကိုပွားလေးနဲ့အများကြီးတွေ့ချင်ပါတယ်ပြောချင်ပါတယ် ားစရာဘလို့အောင်စုပြည်စင်ရလိမ့်ပါပါတယ်။ဆက်ဆက်ရအလုံးအစင်ပြပါလိမ့်မယ်လို့မကြီးရတော့ယုံကြည်မြောက်နေပါတယ်။တားငင်းနဲ့စုပြည်နဲ့ဒီနေ့အစားပြီးတော့အေဒီဘန်သက်ဆုံးယူမိကြပေါင်းနိုင်ပါစီ။သာသမီတွေလည်းအများကြီးရပါစီ။ပျော်စရာကောင်းတဲ့အိမ်ဆောင်လေးခုလည်းတစ်ထက်ဆုံးပြီးဆောင်နိုင်ပါစီလို့မကြီးရဆုတောင်းပေးပါတယ်။ပီတီလေးလည်းပြောပေးပါဦး။အာဝမ်းသာတယ်။ဟိုငယ်ကလေးကနေပြီးတော့ဒီကိုအားပေးခဲ့တဲ့အမှုပညာရှင် နေရာလောအရင်ကတည်းကလည်းသဘောတူတယ်အခုကတကယ်လက်ထက်လိုက်ဆိုတော့အဲဝမ်းသာတယ်အခုနမှာ ရှေးဆက်မခီမှာလူကောင်းသူကောင်းတွေပြင်ကိုရဲ့အချိုးလူလာတူတွေနဲ့လည်းအများကြီးတွေ့ပါစေဟိုအောင်မင်းအောင်ပါနာပါစေကြကြမှာပြောရွှင်နဲ့အဲသသမီးတွေအများကြီးထုံကားပါစေလို့စွတ်တောင်းပေးပါတယ် ယ်နဲ့မဆင်နဲ့အဲရတပ်ပံပြပြရှိရှိတကယ်မှလည်းမိသားစုအကြီးနဲ့အဲတမမီလေးတမမီလေးနဲ့မိသားစုအကြီးတခုပေါ့နော်စုတောင်းပေးစုကမတောင်းပေးတော့ဖြစ်ရှူလာတော့နိုင်ပါဘူးရှူလာတော့နိုင်ပါ ေါ့အရန်ကိုကြည်လူဖို့ကောင်းတယ်ချစ်စရာလည်းအရန်ကောင်းတယ်ပထမတော့စိတ်ပူနေတာပေါ့နော်အဲမိုးကတောက်လျှောက်တမနယ်လုံးအဲ့လိုဖြစ်နေတော့အဲဒါပေမဲ့အဲ့လိုမိုးပွက်ပွက်လေးနဲ့ကိုပဲအရန်ကိုလှလှပပလေးကိုမိုးပွက်ပွက်လေးနဲ့တော့ပူပြီးပြည့်စုံသွားတယ်လို့လေးဖြစ်သွားတယ်အဲ့လိုမျိုးရွာဖို့ဆိုရင်တော့မလွယ်ဘူးလေနော်အဲပွက်ပွက်လေးနဲ့ပြီးတော့ထီးလေးနေဆိုတော့လေချစ်စရာလေးအဲအဲ့လိုအရင်တည်းကအဲမဆူပြရလဲအဲ့လိုအေးအေးလေးအကိုကလည်းအဲ့လိုပြုံ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 လေးနဲ့ပဲလေအရန်အမြဲပဲပွဲမဆိုတွေ့တိုင်းကွာပြုံ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 နဲ့ချစ်ဖို့လဲက ောင်းလဲနေအောင်စလုံးကအရန်လဲလိုက်တယ်လို့မြင်တယ်အဓိကအဲ့လိုအရန်ကိုလိုက်နေတာပေါ့နော်အဲ့လိုမမအမတွေကလည်းအကူကအရန်လိုက်နေလို့ကိုတွေကလည်းမဆိုပြအရန်လိုက်နေလို့ဖြစ် စားရနေနေတော့လောက်တယ်ပေါ့ဟာအဲအမြင်လေးပေါ့ပြောပြပါအောင်ခံစားရတယ်ဘယ်လိုသက်ချမ်းလာတာသက်ချမ်းလာဆိုတော့ဒီဦးတင်းကဘာပုံနဲ့ဦးတင်းကသူတို့လည်းကိုယ်တည်းဟိုလုတ်ပြီးခြင်းနဲ့သူအဓိကသူဖြစ်ခြင်းနဲ့ပုံစံသူဖြစ်ခြင်းနဲ့ပုံစံကိုဦးလုတ်ပြီးတဲ့လုတ်ပြီးနိုင်တဲ့တိုင်းတာကလည်းအဲတစ်ထပ်တည်းကြားတယ်လို့ဥစားတယ်ပေါ့နော်ဒါတော့သူဖြစ်ခြင်းနဲ့ပုံစံနဲ့ပြင်ရစင်တာကအကုန်လုံးပုံလုံးဆိုတော့ဒီပုံမှာ ကိုလည်းဂျင်းနဲ့နော်ဂျင်းနဲ့ဆိုတော့ကိုတော့ကိုတော့ကိုတော့ပဲပေါင်းစုံပါဆိုတော့ပါရှေ့ပိုင်းတိုင်းတဲ့မိတ်ဆွေတို့ရှိရင်လည်းကဲခဲရတူကြီးတွေသူတကယ်ကြီးပေါင်းစုံဆိုတော့အဲတရားသူကြီးရတယ်အဲလာတော့ကူညီပေးကြတယ်ပဲပေါင်းစုံပါကိုတော့ကိုတော့ပြည်စုံတော့ပေါင်းပြည်စုံတော့ကြောင့်ပုံရောပါဆွေးချမ်းတော့ပေါင်းတော့ ွေးရဲမှာကျင်းပါလိုက်တဲ့ကွက်လေးတော့ဘယ်လိုမျိုးလေးမတရားမတရားလို့ဆိုတော့ဟုတ်အဲမိုးထဲမှာကျင်းပါတော့ကျွန်တော်တို့ ठी လေးနဲ့လေတသိန်း ठी ဖြူလေးနဲ့မတရားပို့ဖြစ်တာပေါ့ဒီနေ့တော့စမ်းတာပေါ့နော်ဆိုရင်ရှိရတာအများကြီးဟိုလာတာပေါ့ကျွန်တော်တို့ထင်ပါတယ်သူတို့နေ့ရောက်ကကြတော့ကျွန်တော်တငယ်ချင်းလည်းဖြစ်တယ်ပေါ့နော်ခင်လာလည်းကြားလာပြီဆိုတော့ဟိုဟိုကလည်းအဲသူတို့ကြည်ရတာဟိုအခုဆိုရင်ရုပ်ရှင်ကားလေးကြည်ရတယ်လို့ပေါ့အခုဆိုရင်သူကဇက်ပေါင်းခန်းရောက်သွားပြီပေါ့နော်ဆက်သွားပြီးတော့ ဲနောက်လည်းမြင်ကြပါတယ်ဒီလိုပွဲတွေမှာလည်းထပ်ပြီးတော့အတွဲနဲ့ထပ်မြင်ရပုံမြင်ရမှာပေါ့အရင်တော့တယောက်ချင်းခွဲတွေ့တယ်တခါလေးလည်းတွဲပြီးတွေ့တယ်ပေါ့နော်နောက်ဆိုရင်တော့အတွဲလေးနဲ့ပြီးတော့မှကိုပွားလေးနဲ့အများကြီးတွေ့ကြပါတယ်ပြောချင်တယ်